။ညီကိုတန်ခါချင်းမိတ်ဆွေတွေမနက်ကကျွန်တော်နက်ခတ်69ကိုယူပေးပြီးဟောကျွန်တော်တို့ဒါညနေပိုင်းလဲဒါပြန်ကြပြန်ကြတဲ့နက်ခတ်နဲ့ကျွန်တော်အဓိကအော်ထားဖို့တော့ကျွန်တော်ပြောရပါတော့ကျွန်တော်ရွေးထားတဲ့အထဲမှာကျွန်တော်တက်ရှစ်ဆိုတဲ့ခဏလေးရတော့ပါမသွားခဲ့ဘူးခင်ဗျကျွန်တော်မနက်ကတက်တလုံးပိုင်းနဲ့ပေါ့နော်ဒီမှာဆိုမနက်ကဆိုတာတက်တင်းကုန်တက်တလုံးပိုင်းပေါ့နော်ကျွန်တော်ကြိုက်ပြီးမယ်ညနေကျတော့ဒါတက်ကိုကျွန်တော်အားနေကနန်းဆိုပြီးကျွန်တော်ထုတ်လိုက်တာဖြစ်တဲ့အတွက်တက်ကိုကျွန်တော်မကြိုက်တော့ဘဲနဲ့တက်ဖယ်လိုက်တော့ ဒီထဲမှာတစ်နေတော့ဖြစ်သွားဘူးပေါ့နော်ဒါမဲ့နက်ခတ်ချုပ်တယ်ဆိုရင်တော့နက်ခတ်ကတော့ဒါအရင်ကြီးသုံးမဟုတ်ဆိုလို့ရှိလို့ရှင်တော့အကွက်တော့ပြန်ရမယ်ကျွန်တော်ကဒီညနေပိုင်းမှာပြန်ချားတဲ့နက်ခတ်ဒီ100%အားကောင်းတယ်။ဘာကြောင့်လဲဆိုတော့စက်ကင်ကသူလှုပ်ချင်တဲ့ဘောကသူကတရိကံမူကိုတရိကံမူကိုဆင်းကျင်တယ်။ကနန်းနဲ့လောကတရိကံမူပြီးခဲ့တဲ့ပွဲတွေကသူဒါဆင်းပြသွားပြီးရဲ့နောက်ပိုင်းဒီအောက်ဖက်ပွဲမှာတရိကံမူသူ break ကိုမဆင်းသေးဘူးဆိုတော့ဘနက်က69ဆိုတာနဲ့မနေ့က80ဒီ69ရဲ့အထောက်ဖြစ်တယ်။အဲ့တော့ ဒါကြောင့်မလို့သူကဘာကိုပြန်လာလဲဆိုတော့နက်ခတ်နှစ်ပွဲဆင်တာဖြစ်တော့ဒီညနေကို100%တူဒီနက်ခတ်ကိုပြန်ပြီးတော့သူခေါ်ခြင်းတဲ့သဘောရှိတယ်။အားကြောင့်မလို့ကျွန်တော်ကပြန်ကြတဲ့နက်ခတ်ကိုအော်ထားဆိုပြီးတော့ကျွန်တော်ဒီမှာရေးပေးခဲ့ပါတယ်။ဗီဒီယိုမှာလည်းကျွန်တော်ဒါပြောရတယ်ပေါ့နော်ပြပေးထားတယ်ပေါ့နော်ညီကိုစကန်ကြီးမိတ်ဆွေတွေအဲဒါဆိုတော့ပေါက်ပါလိုက်မယ်။အဲကျွန်တော်ကတော့နက်ခတ်ကိုမှအဲ့ဒီရဲ့ထဲထဲကမှကျွန်တော်အကြိုက်ဆုံးနက်ခတ်တယ်ဆိုရင်ကျွန်တော်က80ပြန်ကြ69ပြန်ကြအတိတ်ကနန်းဆိုရင်ကျွန်တော်35လို့ကျွန်တော်ကထင်လိုက်တာခင်ဗျ။ ်95လို့ကျွန်တော်ထင်တယ်80ထင်တယ်69ထင်တယ်ဘာကြောင့်အဲ့လိုမျိုးထင်တာလဲဆိုတော့ခွန်9ကိုခွန်9ကိုခွန်9ဆိုပြီးတော့ပြန်ရိုက်တဲ့ပွဲတုန်းကဒီနှစ်ချက်ဒီကနန်းကို63.6ကျတာခဗျအဲ့ပွဲကချိလိုက်ရင်ကျွန်တော်တို့သိတယ်နော်ကနန်းအဲဟိုကနန်းပလိန်လိုက်ထိုးနေတဲ့လူတွေဆိုရင်တော့မသိရမသိမှာဆရာတွေနဲ့ကလင်နာကိုနှောကြည့်အောင်ကြည့်တဲ့လူတွေဆိုရင်သိလိမ့်မယ်နောက်တစ်ပွဲကကျတော့10ကို10ရိုက်တဲ့ပွဲပေါ့နော်10ကို10ရိုက်တဲ့ပွဲမှာတော့ကျတော့84နဲ့ ့အဲ20 294ကြာတာခင်ဗျာအဲ့နှစ်ချက်ဒီကနေ့ tip break to tip break ရိုက်ပြီးတဲ့ဆို30ဆိုရဲ tip break ကိုပဲဒါတူတာပြန်ပြီးတော့ထွက်တာပေါ့နော်အဲ့တော့ကျွန်တော်ကဒီညနေမှာ85 85ဆိုတဲ့ကနေ့လည်းရိုက်လေးရိုက်လိုက်ကိုကျွန်တော်စိတ်ထင်ဆိုရင်ကျွန်တော်ကဒီညနေကိုနှက်ခတ်တော့ပြန်ကြမယ်ပြန်ကြဒီနှက်ခတ်လည်းဖြစ်ရမယ်ပြန်နောက်ကပြန်ကြလည်းဖြစ်မယ်ဆိုရင်ကျွန်တော်က69နဲ့80ကိုကျွန်တော်ကမှန်းလိုက်တာပေါ့နော်။သူကအဲ့ဒါကိုတော့နောက်ကတော့ကြပြီးသွားတယ်။တိရှိဆိုတော့ဒီမှာတော့ကျွန်တော်ကနန်းလေးတိချာတော့ရေးပေါ့ရေးပြီးထားတာဖြစ်လို့ကျွန်တော်ညီကိုတကယ်ကြီးမိတ်ဆွေတွေဒါ ကျင်းနေပေါ့ဒါပြန်ပြီးတော့ရှားမယ်ကနန်းလေးလို့ထင်ပါတယ်မနက်ဖြန်ကိုတော့ကျွန်တော်ကနန်းလေးဩကွက်နဲ့ကျွန်တော်ပြန်ပြီးတော့ထုတ်ပြီးမယ်ကြံနေတဲ့ကနန်းနှစ်လေးရှိပါတယ်အဲ့ဒီနှစ်လေးကိုလာဩပြီးတော့ထိုးပါမနက်ဖြန်ကိုတော့ကျွန်တော်ပြောမယ်နော်ကြာတာမင်းနဲ့မနက်ပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်ဒီဖိုးစတဲ့ညီကိုတကယ်ချင်းနေရောအဲတခြားခြားသူတကယ်ချင်းနေအားလုံးအားလုံးကိုကျွန်တော်ပြောပေးတယ်အဲကနန်းကပေါ့နော်ကနန်း54ထွက်တဲ့မနက်ကပေါ့နော် ဒီပြန်ပြန်ကြားရဆိုအဲ့လိုမျိုးကြံတဲ့ကဏ္ဍဆိုလို့ကြည့်လို့ကျင်နှလုံးပူးပြီးတော့အဲ့နေမနှက်မာတွေပဲဒါလာတတ်တာမလို့ပေါ့နော်အဲ့တော့ကျွန်တော်ညီကိုတဲ့ animation တွေကိုလည်းမနှက်ဖက်မှာထွက်ချင်တော့မထွက်ချင်နေတကွာကောင်းကတော့ကျွန်တော်ကတော့24၄၀နှစ်ဆိုတဲ့ကဏ္ဍကိုကျွန်တော်ထုတ်ထားပါမယ်။ကျန်တဲ့တစ်ချက်ဒီဒီအချိုကဏ္ဍလေးထွက်ပြီဆိုတော့ကျွန်တော်အပိတ်လေးတွေနဲ့ပရိတ်လေးတွေနဲ့ပြန်ရှာပြီးတော့ကျွန်တော်ချုပ်ပြပါမယ်ခင်ဗျာ။ခေအားလုံးမနက်ဖြန်မှာဆက်လက်ပြီးတော့ဆောင်ရအောင်ပေါ့နော်။